အားလုံးပဲမင်္ဂလာပါခင်ဗျာ Trust me ID Savvy Knowledge Sharing YouTube Channel မှာကြိုဆိုပါခင်ဗျာဒီနေ့မှာတော့ Windows 11 Installation မိမိကိုပါတာမိမိလုပ်ခြင်း ਨੇ Windows မတင်ခင်မှာ data တွေကိုဘယ်လို packet ကူးရမလဲဆိုတဲ့ဥစ္စာကိုတစ်ချက် sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတော့ကျွန်တော်တို့ဘယ်လိုစလုပ်ရမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တစ်ချက်လုပ်ပြပေးတော့ပါမယ် ပထမဆုံးအနေနဲ့ပေါ့နော် Windows တင်မတင်မဆက်မှာအရင်ဆုံးပေါ့နော်ကျွန်တော်တို့က laptop တွေမှာပေါ့နော် data အရင်ဆုံး packet ကူးပို့လိုပါတယ်အရင်ကြီးကြီးဆက်တယ်ဆိုလို့ရှိရင်မဖြစ်မနေလောက်ကိုလောက်ကမယ်အရာထဲမှာဒီကောင်ကနံပါတ်ဒီ data packet ကူးရမယ်ဆိုတဲ့အချက်ကနံပါတ်1အနေနဲ့တော့ပါတယ်အကယ်တော့အကယ်၍ပေါ့နော်တင်ဆက်အနေနဲ့ပေါ့နော် data packet ကူးဖို့မလိုဘူးဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့ packet ကူးတဲ့ဥစ္စာတော့လောက်ဖို့မလိုပါဘူးခင်ဗျအဲ့ဒီတော့ အဲဘက်ကက်ကူတဲ့ဥစ္စာလေးကိုကျွန်တော်တစ်ချက်လုပ်ပြပေးသွားမှာဖြစ်ပါတယ်ပရမအုပ်ဆုံးနေနေပေါ့နော်ဒါလေးကြောင့်ဒါလေးကျွန်တော်လက်တော်လေးပေါ့နော်လက်တော်မှာဒီလက်တော်အနေနဲ့ဆိုလို့ရှိရင်ဒါပေါ့နော်ဒီဒဲလက်တော်လေးပါဒဲလက်တော်မှာကျွန်တော်လို့ပါပေါ့နော်ဒီတောက်လျှောက်ဒီ window မတင်ဒီ window ပေါ့နော်ဒီဆက်ကိုအဲမတင်ခင်ရှိမှာပေါ့နော်ဒီ6လဖြစ်စေတနည်းဖြစ်စေကျွန်တော်တုံးတာတယ်ပေါ့နော်အဲ့ထက်လဲကြော်တဲ့အခြေအနေတွေလက်ရှိရှိမယ်အဲ့ကြောင့်မလို့ကျွန်တော်တို့က window တင်ရတဲ့ UI ချက်ကလည်း ဝါရှင်နိမ့်နေဟာဖြစ်စေဒါမှမဟုတ်စက်တေ၄နေလို့ပေါ့နော်ဝင်းဒိုးတစ်ချက်တင်ရခြင်းဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကပေါ့နော်ဒီဝင်းဒိုးတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က data data bucket တွေကလည်းဝင်းဒိုးတင်လိုက်ပြီဆိုလို့ရှိရင်အဲပြတ်တက်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် bucket အရင်ကူးပါမယ် bucket ကူးမဲ့အနေနဲ့ကြောင့်ပထမအဆုံးအနေနဲ့ကျွန်တော်တို့အဲဒီ disk space လေးရင်နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ပြီဆိုကျွန်တော်ပြောပြချင်တာပေါ့နော်ဒီမှာပုံမှန်ဆက်ဆိုလို့ရှိလို့ရှိဒီ ပုံမှန်လက်တော့တစ်လုံးပါဆိုလို့ရှိရေဘောနလိုကတစ် C ရယ် D ရယ်ဆိုပြောရှိရေဘောနဒါပေမဲ့ကျွန်တော်ဆက်မှာကြတော့ DO ပဲနှစ်ပိုင်းထပ်ပိုင်းသားသေးရေဘောနဒီ DE ဆိုပြီးတော့ဒါကတော့တကယ်တော့တစ်ပိုင်းပဲရှိရမှာဥစားကျွန်တော်နှစ်ပိုင်းထပ်ပိုင်းသားလို့ကျွန်တော်သုံးပိုင်းဖြစ်နေပါဗျာဒါလေးကကြတော့ head delay ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဘောနအတိကအခု window ကကျွန်တော်ဘောန dual boot တစ်ချက် တင်ထားပြည့်စုံတဲ့ကြောင်းကျွန်တော်ကအခုဒီအခုဘောန window 11 insulation တည်တံပဲကျွန်တော် window တင်တော့မှာဖြစ်တဲ့တွေ့ကြောင်းကျွန်တော်ဒီအပိုင်းနေလဲကျွန်တော်မလိုတော့ဘူးဘောန မလိုတဲ့အတွက်ကြောင့်ကျွန်တော်ဒီအပိုင်းလေးလည်းအကုန်ဖြတ်ချမှာဖြစ်တဲ့ကြောင့်ကျွန်တော်အနေနဲ့ဒေတာစိတ်မဖြစ်ဘူးအဲစိတ်မဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှာအခုဒီပေါ့နော်ဒီ backup ကူမဲ့ဒေတာတွေတခါတယ်ကျွန်တော် head တဲ့ဟိုပေါ့နော်တခါလဲတန်းထင်မယ်ပေါ့နော်ဒေတာတွေတန်းကူလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော် head တဲ့ကျွန်တော်အရင်သွားမယ်သွားပြီးတော့ကျွန်တော် name folder လေးအတစ်တကူစောင့်မယ် folder လေးစောင့်လိုက်ပြီးတော့ folder ကိုကျွန်တော်ဒီနေ့ daily နဲ့ပေးလိုက်မယ်ပေါ့နော် ကယ်၍သက်ဆိုင်ရာအဆင့်ပြည့်နံပါတ်ပေးလို့ရတယ်ကျွန်တော်ကတော့ဒီနေ့ daily နံပါတ်ပေးလိုက်မယ်အာ3ရက်နေပေါ့နော်ဒီနေ့17ရက်နေ2025ကျွန်တော်ပေးလိုက်တယ်ပေါ့နော်အဲ့ဒီမှာပေးပြီးသွားတဲ့နောက်ပါပေါ့နော်ကျွန်တော်ဒီ folder ထဲတစ်ချက်ဖွင့်လိုက်မယ်ကျွန်တော်တို့ကပေါ့နော် bucket ကူးတော့မယ်ဆိုလို့ရှိရင်ဒီပေါ့အရေးကြီးဆုံးဟိုနေရာ3နေရာရှိရယ်ပေါ့နော်3နေရာဒီအထိက desktop ရှိမယ်ပေါ့နော်ဒီ desktop ဆိုတာကျွန်တော်ကဒီမှာပေါ့ဒီ desktop ပေါ်မှာပါတဲ့ဒီ diary ပေါ့နော် desktop ိုက်ဒက်စုံဟာတချို့ပေါ်တော့ data ကြီးအများကြီးရှိတယ်။အဲ့လိုအိုက်ဒက်စုံဟာ data တွေအကုန်လုံးကိုအရေးကြီးရယ်ဆိုတော့ကိုထင်းတဲ့ data တွေကိုပေါ်တော့ကွန်ကူရမယ်။ဒုတိယအနေနဲ့ download ပေါ့နော်။ download download ဆိုတဲ့ဥစားကြတော့ကျွန်တော်တို့ download လာတဲ့အရေးကြီးရယ် file တွေရှိမယ်။ပြီးတော့တခြားတက်ဆိုင်ရာ software တွေလည်းရှိမှာပေါ့เนาะအဲ့ဒါလည်းရှိမှာဒီပေါ့เนาะနောက်တတိယအနေနဲ့ကြတော့ကျွန်တော်တို့ document ရှိမှာပေါ့เนาะဒီ document ဒီ document ထဲမှာဘောနော်တချို့က scan file နေရှိမှန်တချို့ file နေတိမ်းတာရှိမှန်ဒါကြောင့်ဘောနော်ကိုအရေးကြီးရပုံမူတည်ရပေါ့နော်ဒီတချို့အားတွေကလည်းဒီ picture တွေထဲမှာလည်းဘောနော်အရေးကြီးရဓာတ်ပုံတွေပိုင်းရှိတတ်တယ်အဲတချို့လည်း video တွေထဲမှာလည်း data တွေရှိတတ်တယ်ဘောနော်အဲ့တော့အဓိက bucket ကူရမယ်ဆိုရင် desktop ရဲ့ document download ဒီ picture လို့ video လို့ပေါ့နော်ဒီကျွန်တော်အခုပြရတဲ့၅ခုကိုကျွန်တော်တစ်ချက်ကူးပြပေးသွားပါမယ်အဲ့တော့ပထမဆုံးရင်ကျွန်တော် desktop ပေါ့နော် desktop အရင်ကူးမှာဖြစ်ဆိုကြအောင် ျွန်တော်ဒီမှာဗောနကျွန်တော်ခုနကကျွန်တော်ပြထားတယ်ဗောနဒီကျွန်တော် number name ပေးထားတယ်3ရက်နေ့17လပိုင်းနောက်25မှာကျွန်တော် folder အသေးလေးစောက်လိုက်ပါမယ်အဲ့မှာကျွန်တော်လည်းရှင်းရှင်းလင်းလင်းလွဲနေမှာဆိုလို့ဗောန folder တွေအဲ့ဒီလွဲနေမှာဆိုလို့ကျွန်တော် desktop က data bucket ကိုမှဖြစ်တဲ့အကြောင်းကျွန်တော် desktop လိုပဲနာမည်ပေးလိုက်မယ်ပေါ့နော် desktop လိုပဲနာမည်ပေးလိုက်မယ် desktop desktop လို့ပေးလိုက်မယ်ပေးပြီဆိုတော့ဗောနောကျွန်တော်ကဒီ desktop မှာရှိတဲ့ data တွေအကုန် copy ကူးလိုက်မယ်ဗောနောဟိုအရေးကြီးရပြည်စမ်းမြေကြီးကတ်အကုန်လုံးကိုဗောနော copy ကူးပြီးတော့နောက်မှာဗောနောမလိုအပ်တဲ့ data တွေကိုတစ်ချက်ဖြတ်တင်တယ်ဗောနောနောက်မှို့ဆိုရင်ဟိုဟာဗောရွေးပြီးကူးရတဲ့အခါမှာဆိုလဲတချို့အရာအရေးကြီးတဲ့ data တွေကပြတ်ကျန်ခဲ့ကျန်ခဲ့နိုင်ပါတယ်ခင်ဗျာအဲဒီတော့ကျွန်တော် copy ယူလိုက်မယ် copy ပြီးတော့တက်နေကူးလိုက်မယ်ဒီထဲချလိုက်မယ် အဲ့တော့ဘောနာကျွန်တော် desktop က data လေးရအကောင်ကူးပြီးွားရင်အဲ့တော့ဒုတိယအနေနဲ့ကျွန်တော်ဒီ download က data ကူးမယ်ဘောနာအဲ့တော့ပုံမှန်တိုင်းပဲကျွန်တော် folder လေးအသစ်ဆောင်မယ်ကျွန်တော်လူကူးခြင်းနဲ့ location မှာ folder လေးအသစ်ဆောင်မယ်ဆောက်ပြီးကျွန်တော်ဒုတိယအနေနဲ့ download ဆိုတဲ့ဥစ္စာကူးမယ်ဘောနာ download အဲ့တော့ကျွန်တော် download ဆိုတဲ့ file ကိုကူးမယ်ဆိုတော့ကျွန်တော် download ဆိုပြီးနံပါတ်ပေးလိုက်တယ်ဖွင့်ထားလိုက်မယ်ပြီးတော့ disk ပြီးဆိုကျွန်တော်ပြန်သွားမယ် ပြီး download ဆိုတဲ့ folder ကိုတစ်ချက်သွားမှာအဲ့မှာကျွန်တော် data တွေအများကြီးရှိရပါတော့အဲ့ဒီ data တွေကိုကျွန်တော် control a သွားမယ်ကတ်နဲ့ကူးလိုက်မယ် paste ပြန်ချလိုက်မယ်အဲ့ဒီဘောတော့ကျွန်တော်တို့တွေ download ထည့်ရ data လေးလည်းကျွန်တော်တို့ဘောတော့ hard disk ထည့်ရောက်သွားပြီအဲ့တော့ခုနက desktop ကိုပဲ download ပဲကျွန်တော်တက်ဆိုင်ရပါတော့ document တွေကိုကျွန်တော်တစ်ချက်သွားကြည့်မယ်ဒီ desk document တွေရဲ့အုပ်စိုက်ကိုကျွန်တော်တို့က ်အကောင်လုံးကို copy လိုက်ပဲပေါ့နော်ဒါမဲ့ဟိုပါပေါ့နော်ကျွန်တော်ပြောပြကျင်တာကအဓိကပေါ့နော်ကျွန်တော်တို့အရေးကြီးရတဲ့ဒါပေါ့နော်ကျွန်တော်ကဒီပေါ့နော်ဒီ desktop ဒါယူလို့ပေါ့နော်ဒီကြီးမလို့အနေနဲ့ desktop က data တွေကို data ယူစရာမလိုဘူး download ကျွန်တော် data packet ယူလို့ desktop တွေက download တွေက data တွေ packet ယူစရာမလိုဘူးဒါမဲ့အရေးကြီးတဲ့ data တွေကြောက်ကျွန်တော် laptop သုံးနေ user အနေနဲ့တော့သိရပေါ့နော်အဲ့တော့အရေးကြီးတဲ့ data တွေကဘယ်ထဲမှာရှိလဲအဲ့တော့ရှိတဲ့ data တွေကျွန်တော်တို့က packet ကူရမယ်ပေါ့နော် အဲ့တော့ခုနကကျွန်တော်တို့အဓိကဘောနော်ခုနကကျွန်တော် document ဥစားတော့မလိုဘူးဗျမလိုဘူးဆိုတော့ကျွန်တော်ပင်ချတဲ့ data တွေကကျွန်တော်လိုတယ်ဗောနော်အဲ့တော့ကျွန်တော်အရာတွေကိုမကူးခင်ဗောနော်ခုနကလေကျွန်တော်ပြန်သွားလုပ်မယ်အဲ့တော့ desktop download ရပြီကျွန်တော်နောက်တဲ့ picture ဆိုပြီးတော့ဗောနော်ကျွန်တော် folder တစ်ခုစောင်းလိုက်မယ်ပစ်ချာဆိုရင်ဆက်လိုက်ပြီးလို့ရှိရင်ကျွန်တော်ပစ်ချာတဲ့တစ်ချက်သွားတာပါဘောနော် အခုသွားတဲ့ပစ်ချာတွေကိုအော့ဆလတ်နဲ့ပေးပြီးတော့ကူလိုက်မယ်ဒီမှာကျွန်တော်ပစ်ချာတွေကိုသွားမယ်ပေးချလိုက်မယ်ဒီ data ကူတဲ့နေရာမှာတော့ဗောနောကျွန်တော်တို့ data ရှိရှိသလောက်အချိန်ကြာနိုင်တယ်ဗောနောအဲအဲ့ဆိုရင်ကျွန်တော်တို့တစ်ချက် data bucket ကူတဲ့အစင်းတွေကပြီးသွားပြီကျွန်တော်ဒီနေရာမှာဗာပြကျင်လဲဆိုလို့ရှိရေဗောနောကျွန်တော်တို့ကဒီမှာဗောနောဒီ 3ရက်နေ့ခုနကကျွန်တော်နာမည်မနှိမ်ပေးလိုက်ရပါတော့3ရက်နေ့17လ2025ဆိုပြီးတော့ကျွန်တော်နှိမ်ပေးလိုက်တယ်နှိမ်ပေးလိုက်တဲ့အရွယ်ချက်ကအဓိကပါတော့အဓိကဒီမှာ desktop လို့ဘာလို့ပေးရလဲ download လို့ဘာလို့ပေးရပေးချလို့ဘာလို့ပေးရလဲဆိုတော့ mail ရနိုင်တယ်ပါတော့အဲအကိဒီလိုမျိုးမပေးနဲ့ data backup ဆိုပြီးဥစားရေအကုန်လုံး data အကုန်ပြစ်တွင်းလိုက်လို့ရပါတော့ဒါပေမဲ့အဲ့နေမှာဘာဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့ကပါတော့ data တွေပြန်ရှာနေရနိုင်သေးရပါတော့အကိကျွန်တော်က desktop download document ပေးချလို့ကျွန်တော်တို့က name ပေးလိုက်တယ်ဒီလိုမျိုး folder ဆောက်လိုက်လို့ရှိရင်အချိန်မီဩကျွန်တော်တို့ laptop အဟောင်းတွေ data ရဲ့ or desktop ထဲမှာကျွန်တော်တွေးလိုက်တာနဲ့ဗောနော်ကျွန်တော် desktop ထဲမှာရှိတဲ့ data ကြီး or ဒီ desktop ပြင်လိုက်တာနဲ့ဒီမှာတန်းရှိနေမှာဗောနော်အဲ download ထဲမှာ download ရတဲ့ data ဒီထဲမှာတန်းရှိနေဗောနော်ဟိုလိုတကူးတကတည်တန်ရှာစရာမလိုတော့ဘူးအဲ့တော့အလွယ်တကူ data ဒါကတော့ bucket ကူနေဗောနော်အဲ့တော့ data bucket ကိုပြည့်နောက်မှာပေါ့နော်ကျွန်တော် window တင်ဖို့အဲတစ်ချက်လောက်ပြပေးတော့ပါမယ် ကဲဝင်းနုတင်မယ်ဆိုရင်ကျွန်တော်တို့ဘောနော်ဒါကြဒါဒီလိုမျိုး71လေးလိုပါတယ်ခင်ဗျာဒီဒါလေးကြတော့ကျွန်တော်တို့ဘောနော်ဒီ Windows 7ရိုက်ထားတဲ့71ဘောနော်ဒီထဲမှာက Windows 7ကိုအာဘောနော်ဒီဒီဒီနေရာမှာတော့ကျွန်တော်ကျွန်တော်ကဘောနော် Windows 11 installation လုပ်ပုံမှန်တစ်ချက်လုပ်ပြပေးရမယ်စတစ်ကိုဘယ်လိုမျိုးအသုံးပြုရမလဲစတစ်ဟိုကိုယ့်ဘက်ကို Windows 7 bootable စတစ်လုပ်ချင်တယ်ဆိုရင် ဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတဲ့အဥစားကြောင့်နောက်ဗီဒီယိုမှာတစ်ချက်ဗီဒီယိုလေးလုပ်ပြီးပြီးတော့တစ်ချက်ပြန် share လုပ်ပေးပါမယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့တည်ထားမှာပေါ့နော်အဲဒီ window installation လုပ်မယ်ဆိုလို့ရှိလို့ရှိရင် window မတင်ခင်ကျွန်တော်တို့အနေနဲ့ laptop လုံးမှာရေးကြည့်တဲ့ data တွေကို backup ကူရမယ်ဒုတိယအနေနဲ့ကျွန်တော် window တင်မဲ့ set ကို window တင်ဖို့တော့ပထမဆုံးအနေနဲ့ဒီလိုမျိုး windows 1လောက်ထားတဲ့ပေါ်တော့ window bootable stick လောက်ထားတဲ့ဒီလိုမျိုး setting ရှိရမယ် အဲ့တော့ကျွန်တော်တစ်ချက်ပြပြပြီးရအောင်ပါဘောနော်ကျွန်တော် Windows 11ဘောနော် installation လုပ်ပုံလေးတစ်ချက်လုပ်ပြပေးသွားပါမယ်အဲ့တော့ကျွန်တော်တို့ Windows install လုပ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ဒီကောင်လေးဒီဆက်လေးကိုကျွန်တော် shutdown ဖြစ်ဖြစ် reset ဖြစ်တက်ဆိုင်ရပါဘောနော်အဆင်ပြေဥစ္စာလေးချလိုက်ရတယ်ကျွန်တော်တို့ reset ဆိုတဲ့ဥစ္စာလေးကျွန်တော်ဘောနော် reset ဆိုတာ sorry shutdown ဆိုတဲ့ဥစ္စာလေးချချလိုက်မယ် shutdown ချလိုက်မယ်ဘောနော် ကျွန်တော်ခုနကပေါ့နော် shutdown လေးတစ်ချက်ချပြီးနောက်မှာပေါ့စလေးလည်းတစ်ချက်ပေါ့လက်ပိတ်သွားပြီအဲ့တော့ကျွန်တော်ဒီ set လေးကိုပေါ့နော်တစ်ချက်ဒီမှာဒီမှာရှိရဲ့ဒီ laptop မှာရှိရဲ့ USB ပေါ်တယ်တစ်ချက်တက်လိုက်မယ်တပီးပြီဆိုရနဲ့ပေါ့နော်ကျွန်တော် still bootable လက်တော်မှာလည်းချက်တက်ပြီးသွားပြီဆိုရနဲ့ကျွန်တော်တို့ဒီ power clock လေးကိုဖွင့်မယ်ဒီ dell laptop ဖြစ်တဲ့ကြောင့်ဒီ laptop က boot ဟာပေါ့နော် bootable အနေနဲ့ after key ကိုတစ်ချက်ထည့်နေတာ boot device အနေနဲ့ပေါ့နော် အတွက်ကီကိုတောက်လျှောက်နိုင်လက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဟိုအာ UFI ဘူးတက်ပိုက်ဆိုပြီးပေါ်လာပါတော့အဲ့မှာကျွန်တော်တို့ကခုနကကျွန်တော်ပြရတယ်ပေါ့နော်ဒီ still လေးကိုတစ်ချက်ယူရမယ်ကျွန်တော်တို့ကျွန်တော်ရဲ့ခုနစတိတ်ကဆီလီကွန်ပါဝါပေါ့နော် still လေးဖြစ်တဲ့တကြောင်ကျွန်တော်ဒီမှာပေါ့နော် still ကွန်ပါဝါစတိတ်ကိုတစ်ချက်ယူလိုက်ရမယ်တစ်ချက်ပေါ့နော်ဒါလေးတစ်ချက်နိုင်လိုက်မယ် ါလေးကြတော့ဒါ window လေးတန်းတက်လာပေါ့နော်ပေါ့နော်အဲ့ဒီလိုဆိုရင် sorry ဒီဘူတေဘယ်အနေနဲ့ကျွန်တော် stay ယူလိုက်တဲ့နောက်ပါပေါ့နော်ဒုတိယအနေနဲ့ stand အနေနဲ့ window ပူ setup ပေါ့နော် installation လုပ်ဖို့အတွက် win setup ဆိုပြီးတော့ပေါ်လာတယ်အဲ့တော့ကျွန်တော် next stand သွားမယ်ဒီနေရာမှာပေါ့နော်ဒီ language မှာကျွန်တော်လိုရပေါ့နော်ဒီ United States ပေါ့နော်ဒါတော့ပုံသေးဖြစ်နေပေါ့နော် install အနေနဲ့ပုံသေးတယ်အဲ format မှာတခြားနိုင်ငံတွေလည်းယူလို့ရအောင် ဒီဇွန်ဝဲရီယာလို့ပေါ့နော်ဒီမှာဒီမှာပါတဲ့နိုင်ငံတွေပေါ့နော်ကြိုက်နှစ်တရရွေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ United State ပဲတစ်ချက်ရွေးထားမယ်ဒီမှာမတ်တမာလဲကျွန်တော်တို့ဟာ US ပဲရွေးထားလိုက်မယ်ပေါ့နော်အဲတော့ next ညသွားလိုက်မယ်ပြီးတော့ install ဆိုတာတစ်ချက်နေမယ် အဲနေပြီးတော့မှဒီလိုမျိုးလေးတစ်ချက်ပေါ်လာပါဘောနော်အဲ့မှာကျွန်တော်ကဒီမှာပေါ့နော်ဒီ window ထဲမှာကျွန်တော်ရိုက်ထားတဲ့ setting ထဲမှာပေါ့နော် home လို့ home and လို့ thin လို့ pro လို့မျိုးမျိုးရှိရပါတော့ဒါကြောင့် window မှာရှိရ version တွေပဲပြောရမှာပေါ့နော် education pro ဒါအများကြီးပဲရှိနေပါတော့အဲ့မှာမှကျွန်တော် pro တစ်ချက်ယူလိုက်မယ်အဘိလို့ pro တစ်ချက်ယူရလဲဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော် Pro ကတချောပါဗောနော်တော်တော်များဒီအထဲမှာရှိရ setting တွေကိုပိတ်ထားတာမရှိဘူးတော်တော်များရဗောနော်ဒီကျွန်တော်တို့စမ်းသက်သက်အခါမှာပို့ပြီးတော့အစင်ပြရတော့ကြာကျွန်တော် Pro ကိုတစ်ချက်ရွေးရခြင်းဖြစ်ပါတယ်ဒီတခြား version တွေရွေးမယ်ဆိုရင်ဗောနော်ဒီကျွန်တော်တို့ဘာမလောက်ကဘူး line စနေဘာဘာမလောက်ကဘူးကန့်သက်ချက်တွေရှိရတော့တိတ်အဆင်မပြေဘူးဗောနော်အဲဒီတော့ကျွန်တော် Windows 11မှာမှာဗောနော်ဒီ Pro version ရွေးလိုက်တယ်အဲ့တော့ရွေးပြီးနောက်မှာပေါ့နော်ကျွန်တော် i asset ဆိုတဲ့ဥစ္စာနှိပ်လက်ခံလာပေါ့နော် Microsoft Lens တင်းဆိုတဲ့ဥစ္စာကို အဲ့ရအမှန်ချစ်လေးပေးတယ် next နဲ့သွားမယ်ပြီးတော့ဒီမှာ upgrade in လို့အာပေါ်ဥစ္စာကိုမရွေးပဲနဲ့ဒီ custom installation ဥစ္စာကိုတန်းရွေးလိုက်မယ်အဲ့မှာကျွန်တော်တစ်ချက်ပြချင်တာပေါ့နော်ခုနကဒီပေါ့ဒီမှာဆိုလို့ရှိပေါ့နော်ကျွန်တော်ကအဲဒီမှာဆိုယူဘန်ကျူလို့ကာလီလို့ပါလို့ဆိုရင်ဒါယူဘန်ကျူတာကျွန်တော်ပေါ့နော်နောက်တစ်ခုက window ပေါ့နော်ယူဘန်ကျူ window လေးတစ်ချက်တင်ထားတာပေါ့နော်အဲ့တော့ကာလီဆိုလို့ရှိရင်လည်းကာလီတစ်ချက်တင်ထားတာပေါ့နော် အဲ့တော့ကျွန်တော် jewel ဘူးအနေနဲ့တုံးတာဒါပေမဲ့ပြောချင်တာကကျွန်တော်ဒီနှစ်ခုဒီကျွန်တော်ရဲ့ data ပေါ့နော် youbanju နဲ့ကာလေးကျွန်တော် data အဲ့တော့ကျွန်တော်ဒီမှာပေါ့နော်အဲကျွန်တော် youbanju တော့တုံးမယ်ကာလေးကတော့မတုံးတော့ဘူးကျွန်တော်ဒီကောင်ဖြတ်မယ်ပြီးတော့ဒီတခြားဥစားကြီးလည်းကျွန်တော်ခုနကပေါ့နော်ဒီ window ကို c ဘိုင်းပေါ့နော်အဲ့ c ဘိုင်းဖြစ်နေလို့ကျွန်တော်ကျွန်တော်ဖြတ်မယ်အဲ့မှာတစ်ချက်သိရမယ်ဥစားကျွန်တော် gigabyte နဲ့ megabyte မှာ gigabyte ကပုံများတယ်ပေါ့နော် အဲ့ဂီဂါဘိုက်များတဲ့ဥစ္စာကိုကျွန်တော်တစ်ခါစီကြားလို့ရှိရင်မှားဖြတ်မိနိုင်တယ်ဗောနော်အဲ့တော့ကျွန်တော်စတိုရီများတဲ့ဥစ္စာတွေကျွန်တော်ဒေတာတစ်ခါကြက်လို့ရှိရင်ဒီလိုမျိုးဗောနော်ဒီလိုယူပန်းကျူနေရာမှာဒီလို my data လို့ data လို့ပါလို့ရေးထားဗောနော်ဒီကာလီလို့ပါလို့ဆိုလို့လည်းကျွန်တော်တို့ရေးထားလို့သိရဗောနော်အကိမသိဘဲနဲ့မှားဖြတ်နိုင်ခြေရှိရမလို့ကျွန်တော်တစ်ချက်ရှင်းပြပါအဲ့တော့ကျွန်တော်မလိုအပ်တယ်ဗောနော်ခုန window ဘိုင်းကျွန်တော်ဖြတ်ချလိုက်မယ် အကြရတယ်ကျွန်တော်ကားလေးလက်ဖြတ်ချလိုက်ပါဘောနော်ကျွန်တော်ကားလေးမတုံးဘူးအဲ့ရဒီမှာဆို200ကေဘောနော်ဒါကခုနကကျွန်တော် window installation လုပ်တာ200ကေဘောနော်ဒီ ubuntu နဲ့ဒီကောင်လေးကြာဒါကျွန်တော်ရဲ့ data ဘောနော်ဒါမှ data ပဲဒီကအရေးမကြီးဘူးကျွန်တော်ဖြတ်ချလိုက်တာ ubuntu ကလည်း window တင်တာမလို့ ubuntu window လည်းတုံးညင်သေးအောင်လို့ကျွန်တော်ဖြတ်ချမနေထားတာဘောနော်အဲ့တော့ကျွန်တော်ဒီကောင်ဒီနေရာမှာနှိပ်မယ်ဒီ200ကေမှာပဲ window 10 11တင်ပါမလို့ ျွန်တော်ဒီကောင်တစ်ချက်နှိပ်တယ်နှိပ်ပြီးတော့ apply ဆိုတော့ဆိုနှိပ်မယ် okay ဆိုပြီးနှိပ်လိုက်မယ်နှိပ်ပြီး format ဆိုပြီးတစ်ချက်ထပ်နှိပ်မယ် okay နှိပ်မယ်နှိပ်ပြီး next ဆိုတဲ့ဥစ္စာတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီနေရာမှာပြောချင်တာကဘောနော်ပါဆန်နေ0%နေ 1%2%3% ဆိုတာ100%နေပြည့်ရဲ့အထိတစ်ချက်ဆောက်ဝေးရမယ်ပေါ့နော် ဒီမှာဘောနော်ဒီနေရာလေးကြတော့ခုနကပါစန်နေနေတရာလဲပြေသွားပြီပြေသွားပြီးအနောက်မှာဘောနော် insulation window ဆိုပြီးတော့သူကအဆင့်ပါနော်ဒီ1နဲ့3လေးဆိုမျိုးပေါ်တယ်ပြီးလို့ရှိရင်ဒီလိုမျိုးလေးတစ်ချက်ပေါ်တယ်ဘောနော်အဲ့မှာကျွန်တော်တို့ကဒီအပီးရဲ့အထိဆောက်လက်လို့လည်းရတယ်ဒါမှ reset now ဆိုတော့ဥစားလေးတစ်ချက်တန်းနေသွားလဲလေရတယ်ဘောနော် reset now နေလဲမယ်အဲဒီလိုမျိုးပြေသွားပြီဆိုတာနေဘောနော်ဒါကကျွန်တော်တို့ window တင်တဲ့အဆင့်အနေနဲ့အဆင့်ပြေသွားပြီပြေသွားတော့ကျွန်တော်တို့အာ laptop မှာတက်ထားတဲ့ still လေးကိုကျွန်တော်တစ်ချက်ဖြုတ်လိုက်မယ်ဘောနော် မဖြုတ်လို့ရှိလို့ရှိရင်ကျွန်တော်ဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ဝင်းတို့တက်သွားတဲ့အခါမှာပေါ့နော်ဒီစတစ်ကတက်သွားပြီဆိုတော့နဲ့ဘာပေါ့အမြဲတမ်းကိုပြောချင်တာမဟုတ်ဘူးပေါ့နော်ဒီအမြဲတဖြည်းဖြည်းနဲ့အမြဲနှီးပါဖြစ်လာတဲ့အခါမှာဆိုရင်ကျွန်တော်ရိုက်ထားတဲ့စတစ်ကပြတ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တစ်ချက်ဖြုတ်တာဖြစ်ပါတယ် ျွန်တော်တို့ခဏလောက်တစ်ချက်ဆောက်ပေးအောင်ပဲဗောနော်ဒီသူအနေနဲ့ window feature တွေတစ်ဖြည်းဖြည်းနဲ့တက်လာမယ်အချိန်လေးခဏလောက်တစ်ချက်ဆောက်ပေးရမယ်ကျွန်တော်တို့ဗောနော်ခုနောင်ကဥစ္စာတစ်ချက်ဗောနော်ဒီလဲနေတဲ့ဥစ္စာတစ်ချက်ဆောက်လိုက်တာ9မိနစ်3မိနစ်လောက်တော့ကျွန်တော်တို့တစ်ချက်ဆောက်လိုက်ရပါတော့ဆောက်လိုက်တဲ့အခါမှာခဏနေကြတော့အခုဗောနော် just a moment ဆိုပြီးတော့သူဒီနောက်ဆက်သွဲဗောနော် window တင်တဲ့ process လေးတစ်ချက်ထပ်ပေါ်လာတယ်ဒါလေးလက်ခဏလောက်တော့နည်းနည်းထပ်ဆောက်အောင်ပြင်ပါနော် အဲကျွန်တော်တို့အခုပေါ့နော် Windows 11 logo လေးဒီနေရာထိရောက်ဖို့ပေါ့နော်ခုနက just a moment ဆိုပြီးတော့ပေါ့နော်အဲ၄မိနစ်လောက်ထင်တယ်၄မိနစ်၅မိနစ်လောက်တော့ဆောက်လိုက်ရပြန်နည်းနည်းတော့တော်တော်အချိန်တော့ကျနေကြာသွားရပေါ့နော်အဲ့တော့ဒီလိုမျိုးလေးတစ်ချက်ပေါ်လာပြီးတော့နောက်မှာပေါ့နော်ကျွန်တော် United States ဥစားကို yes သွားလိုက်မယ်အဲ့မှာ keyboard အနေနဲ့တခြားအကြိုက်နဲ့တရားယူလို့ရကျွန်တော် US ပဲယူမှာမလို့ yes ပဲနှိပ်လိုက်မယ် ပြီးတော့ skip back လုပ်လိုက်မယ်ပေါ့နော်ဒီ keyword အဲ့၄ရောင်းနေနဲ့တွားလို့ရတယ်ဒါမှမဟုတ်ကျွန်တော် skip back လုပ်လိုက်မယ်ပြီးရတော့ internet ရှိလားလို့ပြောချင်တာပေါ့နော်အကယ်၍ internet ကျွန်တော်ကပေါ့နော်ရတယ်မလို့သေးဘူးပေါ့နော် i don't have internet ဆိုတော့ဒါယူလိုက်မယ်ပေါ့နော်နေရာမှာတစ်ချက်ပေါ်လို့ရှိလို့ရှိပေါ့နော်ဒီ connect အခုဒီနေရာမှာလည်းတက်ပေါ်လာတယ်ပေါ့နော် connect now လို့ပါလို့နှိမ့်လိုက်လို့ကျွန်တော်တို့က G ဟိုဘောနော Microsoft account တွေပါတစ်ချက်တောင်းတယ်ဘောနော်အဲ့ကြလို့ရေကျွန်တော်တို့ Windows တက်ဖို့ကလိုရာမရောက်တော့ဘယ်နဲ့အဆင့်နေရများဝါဘောနော်အဲ့တော့အဲ့ရာမနေဘူးကနနာတော့ line နဲ့အဓိက line နဲ့မချိတ်ဘူးဘောနော်ကျွန်တော်တို့ဒီဘော Windows 11 installation လုပ်နေတော့တယ်ဘောနော်အဲ့တော့ continue with limit limiter status ဆိုတဲ့ဥစားလိုချက်နေလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ under your name ဆိုတာဒီ laptop အတွက်ပေါ့နော်နာမည်ပေးရမယ်နိမ်ပေးရမယ်အဲ့တော့အဆင်ပြေရပေးလိုက်ပေါ့နော်ကျွန်တော်ကတော့ရတယ် ကျွန်တော် ID ဆိုပြီးတော့ပေးလိုက်တော့မှာပေါ့နော်ပြီးပတ်စောကတော့ဒီမှာတစ်ခါလဲပြီးလိုက်လို့လဲရတယ်ကျွန်တော်တော့မပေးတော့ဘူး national ပါမယ်ဒီနေရာမှာပေါ့နော် location လို့ပါလို့ on နေတဲ့ဥစ္စာကြီးကျွန်တော်တို့က ဲ location on လာလို့လည်းရတယ်ဒါမှကျွန်တော် yes ဖြစ်နေလို့ဆိုတော့ no ပဲပေးလိုက်မယ်ပေါ့နော် include option နဲ့ timing လို့ပါကြ no ပဲပေးလိုက်မယ် ever တက်ဆိုပါတော့ပြီး access ဆိုပြီးတော့နှိပ်လိုက်မယ်ခဏနေကြရကျွန်တော် window ဘောနော်တစ်ချက်11အနေနဲ့တက်လာမယ် ဒီချိန်တော့တွေ့မှာပေါ့နော်ကျွန်တော်တို့ကပြောချင်တာပေါ့နော်ဒီ Windows 11 installation ဖြစ်ဖြစ်တန်းဖြစ်ဖြစ်ပေါ့နော်အဲ Windows 10เนี่ยတော့တွေ့မှာအကြိမ်ဘက်ထရီမခဏဖြစ်စေဒီဘက်ထရီမကောင်းလို့ပေါ့နော်ဆိုလို့ရှိရင်တိတ်အဆင်မပြေဘူးပေါ့နော်ပါဝါအဓိကပါဝါပိတ်လို့မရဘူးပေါ့နော်ပါဝါပိတ်လို့မရတဲ့အနေအထားဖြစ်တဲ့အကြောင်းကျိုးကိုတစ်ချက်ပေါ့နော်ဒီ laptop မှာကျိုးတစ်ချက်ထိုးထားဖို့ကပိုအဆင်ပြေပြီးတော့သူ့အနေနဲ့ပေါ့နော် don't turn on your pc ဆိုပြီးတော့လည်းပြောထားတဲ့အတွက်ကြောင့်ဒီ pc ကလည်းပိတ်လို့မရတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီ power ကျိုးတစ်ချက်ထိုးထားရတော့အကောင်းဆုံးပေါ့နော် ဟောဘော this make a take a few minutes of you to kana အချိန်တော့ကြာအောင်ပါဘောနော်ဒီမှာဘောနော်ခုနကျွန်တော်ပြောသလိုပဲ PC လက်တစ်ချက်ဘောနော် power တစ်ချက်ထိုးတော့ပြီး on mode တယ်ဆိုပြီးအမ်းရပြီဒါဆိုလို့ရှိရင် window 11နေတစ်ချက်တက်လာပြီဘောနော်အဲ့ဆိုကျွန်တော်တို့တစ်ချက်သုံးလို့ရတဲ့အနေထားတစ်ချက်ဖြစ်လို့ပါကြီးအဲ့တော့အခုကတော့ Windows 11အနေနဲ့တစ်ချက်တက်လာပြီ အဲကျွန်တော်ပြောချင်တာပေါ့နော် Windows 11 Insolation Process အနေနဲ့ဒီမှာတစ်ချက်ပြီးသွားပြီ။ဒါပေမဲ့ Windows 11 Insolation Process ပြင်မယ်နောက်ဆက်တွဲအနေနဲ့ကျွန်တော်လောက်ကမဲ့အစစ်တွေအများကြီးကြံသေးပါတော့။ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီမှာတော့ Windows ဟိုတစ်လုံးပေါ့နော်ကျွန်တော်တို့ကဒီပေါ့ Service Technician မလိုဘဲနဲ့ Cooper ကိုအာ Windows Insolation လောက်တာနဲ့ Windows မတင်ခင်မှာ data ဘယ်လိုမျိုး Cooper ကိုကူးလို့ရတဲ့အစီအမံကျွန်တော်တစ်ချက်ပြပြပေးသွားဖြစ်တဲ့ကြောင် နောက်ဆက်တွဲဥစ္စာကြတော့ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှပဲကျွန်တော်တစ်ချက် sharing လုပ်ပေးသွားဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ